လူများကြိုက်တဲ့ရွှေတောင်ခေါဆွဲချန်နီလေးကိုဒီနေ့ကျွန်တော်တင်ပြပါမယ်ခင်ဗျာအခုကတော့ကျွန်တော်ကပွဲ40ကအချိုးစာကိုတင်ပြမှာဖြစ်ပါတယ်ခင်ဗျာရွှေတောင်ခေါဆွဲဆိုတာကတော့အမှန်တကယ်တော့အုံနုခေါဆွဲအမျိုးအစားတစ်ခုပဲပေါ့နော်ရွှေတောင်မျိုးကသူ့ရဲ့ပုံစံနဲ့တီးခြားရှိနေတာဆိုတော့ရွှေတောင်ခေါဆွဲဆိုပြီးတော့နာမည်ကြီးလာတာခင်ဗျာအမှန်တကယ်ရွှေတောင်ခေါဆွဲအစစ်ဆိုရင်တော့ပေါ့နော်အုံးစီကိုချက်တယ်ပြီးတော့မှအုံးစီချက်ထားတာလေးကိုတက်တက်ထဲပြီးတယ်ပေါ့နော် ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်တို့ရဲ့မှာအုံသီးရှားပါတာရယ်ပြီးလို့ရှိရင်အုံသီးချက်တာအလုံးရှုပ်တာရယ်ပြီးတွင်ကျွန်တော်ကအရေထဲမှာပိုပြီးအရသာရှိစေခြင်းနဲ့တွေ့တာကျွန်တော်ချက်နီးလေးအတိုင်းပဲတင်ပေးပါမယ်ခင်ဗျအခုပြနေတဲ့ဗီဒီယိုလေးကတော့ကျွန်တော်ပွဲအများကြီးချက်တာပေါ့နော်ဟောဒီနေ့ရိုက်ပေးမယ်ဗီဒီယိုလေးကတော့ကျွန်တော်ကဟို၃ပိတ်တာချက်နီးချိုးစားပေါ့နော်၃ပိတ်တာဆိုရင်ကျွန်တော်တို့ခမန်းကြီးပွဲ၄၀လောက်ထွက်ပါတယ်ဗျအဲ့ဒီချိုးစားကိုတင်ပေးမှာဖြစ်ပါတယ်ခင်ဗျ ကျွန်တော်ကတော့ပွဲလေးစတာအတွက်အုံနုံမုံ၄ထုံနဲ့နိုစိန်နှစ်ဘူးကို သုံးပါတယ်ခင်ဗျာတကယ်လို့အုံနုံမုံတို့အစားအုံနုံဘူးကို သုံးမယ်ဆိုလို့ရှင်အုံနုံဘူးကြီးနှစ်ဘူးကိုထည့်ရပါမယ်ဒါမှမဟုတ်အုံသီးကိုသုံးမယ်ဆိုရင်အုံသီး၄လုံးနီးပါးထည့်ရပါမယ်ခင်ဗျာကျသားကတော့တပွဲကို၃ချက်သားနှုံးနဲ့တပိတ်သား၂၀ကို သုံးထားပါတယ်ကျသားတွေကို အသားထွင်ပြီးတော့အတုံးလေးတုံးထားပါမယ်ခင်ဗျာဒါကတော့ကျွန်တော်ချက်သားလေးကိုတုံးထားပြီးတော့စနစ်မုံစာချုံမုံထည့်ပြီးတော့နှက်ထားပါမယ်နော်ပထမအဆုံးကျွန်တော်တို့ကကြေရိုးတွေကို ပြင်းနှွေးစုစုမှပြုတ်ရည်နဲ့ဆေးတလို့ဆေးပါမယ်ခင်ဗျာ ဒီနေ့ဆူလာလို့ရှိရင်ကျွန်တော်ကြေယိုးတွေထည့်မယ်ကြေယိုးတွေကနေပြီးတော့အမြုပ်နေအယောင်မဲမဲတွေထွက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကရေထဲတစ်ထပ်ပြန်ထည့်ပြီးဆေးမယ်ခင်ဗျဒါကဒီကြေယိုးကကြတော့ကျွန်တော်တို့ကဟင်းရေထဲထည့်ချက်ဖို့ပေါ့နော်ဟိုအတားအညီနှမ်းပြောက်အောင်ကျွန်တော်တို့ဆေးတဲ့သဘောပေါ့နော် ကြသားကလည်းနှက်ပြီးပြီကြယိုးကလည်းဆေးပြီးဆိုရင်ကျွန်တော်နောက်တစ်ဆင့်အနေနဲ့ဟိုဟင်းပွဲတွေမှာတော်ပင်အနေနဲ့ထည့်တဲ့ခေါက်ဆွဲကြောက်ကြော်ကိုအရင်ကြောပါမယ်ခင်ဗျခေါက်ဆွဲကြောက်ကတော့ကျွန်တော်တို့ပွဲ၃ပိတ်သားဆိုရင်အစိတ်သားနီးပါးကြော်ပါတယ်ခင်ဗျ ရွှေရောင်လေးတန်းလာရင်တော့ချလို့ရပါပြီเนาะအခုခေါဆွဲဟင်းထဲမှာထည့်မယ်ကြသားကို စားပြီးချက်ပါမယ်ဟင်းချက်တာကတော့ပုံမှန်မြန်မာဟင်းနဲ့ချက်လို့ပဲချက်ပါမယ်ခင်ဗျာအယောင်ကတော့လှစေဖို့အတွက်အယောင်တင်မုတ်ကိုထမင်းစားစုံနဲ့သုံးသုံးနီးပါးထည့်ပါတယ်ခင်ဗျာအခုစီသက်တာလေးကလည်းမွေးလာပြီးကြက်သွန်ရောင်လေးလည်းလာလာပြီဆိုလို့ရှိရင်ကျွန်တော်ကဟင်းရည်အိုးအတွက်ပေါ့เนาะနှစ်စုံလောက်ကိုဖယ်ထားပါမယ်ခင်ဗျာအခုကျန်တဲ့စီသက်တာတွေကိုပေါ့เนาะကြက်သား ထည့်ပါမယ်ခင်ဗျာကြသားဟင်းကတော့မြန်မာဟင်းနဲ့ချက်သလိုပါပဲစီကို နာနာလေးတက်မဲ့တေချာလေးလုံးမဲ့ပေါ့နော်ပြီးရင်စီပြန်လာလို့ချင်ရင်တော့ချလို့ရပါ යි ခင်ဗျဟိုအဓိကကကျွန်တော်တို့က ဟိုပုံမှန်ဆိုရင်တော့ဟင်းရည်ထဲမှာထည့်ချက်တယ်ဗျအတိုင်းပဲကျွန်တော်ကဆိုင်ရောင်းတန်းဆိုတော့ကြက်သားကိုလည်းပေါ်စေချင်တဲ့အတွက်ကြက်သားရင်တတ်တတ်ကိုချက်ပါတယ်ဟင်းရည်ကိုတတ်တတ်ချက်ပါတယ်ခင်ဗျာကြက်သားရင်ရပြီဆိုရင်နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ကဟင်းရည်ချက်ပါမယ်အခုဗီဒီယိုလေးကလည်းနည်းနည်းရှင်းသွားတာဖြစ်တဲ့အတွက်ဟင်းရည်ချက်နည်းအချိုးအစားတွေကိုနောက်တစ်ပိုင်းအနေနဲ့တင်ပေးပါမယ်ခင်ဗျာ အခုရွှေတောင်ခေါင်းစွန်းအများသာ channel လေးကိုစိတ်ဝင်စားရသလိုရှိရင်ကျွန်တော်ဗီဒီယိုလေးကို like and share လေးလုပ်ပေးပါအောင်ခင်ဗျတခြားဟင်းချက်နီးလေးနဲ့ပတ်သက်ပြီးစိတ်ဝင်စားရသလိုရှိရင်လည်းကျွန်တော်ကောင်းလေးကို follow ပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်